ကြက်ကုံးမြေကြက်တစီတရေတွေဥစ္စာဆောင်နာနာဘာဝတွေနေတဲ့မြေကြက်ကုံးမြေတွေရောက်တာနဲ့ဘယ်သူမှမခန့်လေးစားလုပ်လို့မရအောင်မခန့်လေးစားအမာရွေတစ်ခုခုလုံးမိတာနဲ့နာနာဘာဝတွေရဲ့ဒဏ်ခတ်တာကိုခံရမှာမလွဲမသွေပဲအပြစ်အကြီးသေးကိုလိုက်ပြီးတော့ဖျားမယ်နာမယ်ဒဏ်ရာရမယ် အဲလိုဖြစ်တာနဲ့အမြန်သာသွားပြီးတော့တောင်းမှန်ပြီးတော့တောင်းမှန်တာနောင်နေလို့ကတော့အသက်ကိုပါနှုတ်ယူသွားလိမ့်မယ်။ဒါကြောင့်လဲကြက်ကုံးမြေမှာလဲလုတ်တဲ့လဲသမားတိုင်းကြက်တွေကိုလဲဝင်တခါလဲထွက်တခါတင်မြောက်ရတယ်။လဲပိုင်ရှင်တရင်ငါးကအစကျွဲနွားဆုံးဘေးရနေရမဖြစ်အောင်စောင့်ရှောက်ပေးဖို့အမားယွန်းရှိခဲ့လို့ရှိရင်လဲခွင်းလို့တီးခန့်ပေးဖို့အတွက်တောင်းမှန်ကြရတယ်။ဒီလိုတင်မြောက်ပသတိုင်းမှာကြက်ကုံးမြေမှာရှိရှိသမျှနာနာဘဝအားလုံးကိုကြေးမောင်းလေးတနောင်နောင်ထုပြီးတော့ပင့်ဖိတ်ရတယ်။အဲဒါကြောင့်လဲကြက်ကုံးမြေကနာမည်ပြောက်ပြီးတော့ကြေးနောင်ကုန်းဆိုပြီးဖြစ်လာတာ။ ီလိုထိတ်လန့်စရာကြောက်စရာကောင်းလို့လဲကျင်းအောင်ကောမှဘသူကမှအမားရွတ်မလို့ရဲကြအောင်စော်ကားမော်ကားမပြူရဲကြအောင်လာထုံးလဲဒီကြောင်းအောင်သိပါတယ်ဒီပေမဲ့လည်းအယုံကြည်တော့တိတ်မရှိလာပါဘူး။အဲဒါကြောင့်လဲလာထုံးကမလုတဲ့နာကိုလှုပ်လိုက်တယ်။ဂျင်းအောင်ကုန်းကမအူဝင်ကြီးတပင်ဝယ်ပြီးတော့လဲဖို့လှုပ်တယ်။ပြင်ခွဲဖို့ကြံတယ်။မအူဝင်လဲပြီးပြင်ခွဲမဲ့လာထုံးရဲ့အကြံကိုလူတော်တော်များများဝိုင်းတားကြပါသေးတယ်။ဒါပေမဲ့လာထုံးကတော့ဘသူ့စကားအောင်မှနားမထောင်ခဲ့ဘူး။ မူဝင်ကြီးကိုခုတ်လိုက်တယ်။နေတဝက်လောက်ခုတ်တော့မှမူဝင်ကြီးကလဲကျသွားခဲ့တယ်။လဲကျသွားတဲ့အချိန်မှာတစ်ပလူးတစားလွင့်စင်လာပြီးတော့လာထွန်းရဲ့ပောင်ကိုလာဆိုင်တယ်။တစ်ပလူးစားဆိုတာတစ်ခုတ်တမာတိုင်းကြောက်ရတဲ့အရာပါ။တစ်ပင်လဲပြိုကျတဲ့အခါအရှိန်ပြင်းပြင်းနဲ့လွင့်စင်ပဲ့ထွက်လာတဲ့တဲ့အပိုင်းစားတစ်ခုပါ။အဲ့ဒီတစ်ပလူးအစားလာထွန်းရဲ့ပောင်ကိုထုတ်ချင်းပောက်သွားတယ်။ငါးယောက်ချောင်းတက်တဲ့ကောင်ငါတို့နေတဲ့နေရာကိုဖျက်ဆီးတဲ့ကောင်သေပါစေ။အသေးစိုးနဲ့သေပါစေအိမ်မက်ထဲမှာအသေးအံငိုကြွေးနေတဲ့မိန်းမတယောက်ကလာထုံးကိုလက်ညှိုးငေါငေါထိုးပြီးတော့ကျိန်စာတိုက်နေရပါ ကျင်းစာတိုက်နေတဲ့မိမကြီးကသူ့ကိုကြည့်နေတဲ့ပုံစံကဘာအဆက်ဆက်ကမုန်းတီးခဲ့တဲ့အတိုင်းပါပဲ။ယင်တဲ့အသေးရရကိုနန္နာကြီးကြီးနဲ့ဆဲဆိုရေရွကျင်းစာတိုက်နေခြင်းဖြစ်ပါတယ်။ဘလို့ကဘလို့ရောက်သွားလဲမသိပါဘူး။ကြောက်စရာအိမ်မက်ဆိုးတွေကိုတကွက်ပြီးတကွက်မြင်နေရပါတယ်။မိမကြီးရဲ့မျက်နှာကတရေတကောင်ရဲ့မျက်နှာလိုဖြစ်သွားခဲ့ပါတယ်။ရုပ်ပြက်စင်ပြက်မျက်နှာကြီးတွေးတွေကလည်းအလိမ့်လိမ့်နေပါ။လာထုံးကကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်ပါတယ်။အတန်အနတ်ကြီးနဲ့သူ့ရဲ့အော်ဒါဆေးရုံတစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပါတယ်။ တာဝန်ကျဆရာမတချို့နဲ့လူနာအဆောင်တို့ကသူ့ရဲ့ဂရင်စီကိုပြေးလာကြပါတယ်။မျိုးလုံးမျိုးမျက်စံမျိုးနဲ့ချွေးတွေကလည်းရွှဲနေနေတဲ့လာထုံးကိုတွေ့ကြရပါတယ်။လာထုံးရဲ့အကြည့်တွေကကြောင်တောင်တောင်ဖြစ်နေပါတယ်။ ။တမန်လူတယောက်ရဲ့ပုံမှန်ကြည့်မျိုးတော့မဟုတ်ပါဘူး။တစုံတယောက်ကိုအလွန်မင်းကြောက်ရွံ့နေတဲ့ပုံမှာပဲ။ခဏလောက်နေတော့မှလာထွန်းကစိတ်တွေပြောင်းနေသွားခဲ့ပါတယ်။ပြီးတော့မှပဲအိမ်မက်ဆိုးကြောင့်လန့်အော်တယ်ဆိုတာကိုသိကြရပါတယ်။လာထွန်းတညာလုံးအိတ်လို့မရခဲ့ပါဘူး။အိမ်မက်ထဲကမိမကြီးရဲ့ဒေါသမုန်းနေတဲ့ကျင်စာတိုက်တန်နေသွေးတွေလိမ့်လိမ့်ပေးကြံနေတဲ့ကြောက်စရာမျက်နှာကြီးကိုပဲဖျောက်ဖျက်လို့မရအောင်မျက်လုံးထဲမှာဆွဲထင်နေပါတယ်။ဒါပေမဲ့လည်းအိမ်မက်ဆိုးတွေကြောင့်သူဘသူကိုမှမပြောပြခဲ့ပါဘူး။နောက်တနေ့ညနေနေဝင်ကြီးတရောချိန်မှာတော့သူ့ရဲ့မိမမတ်ဆန်းဟာဥရဖားရနဲ့ဆေးရုံကိုရောက်လာခဲ့ပါတယ်။ညနေကအိမ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ် ြစ်ပျက်တွေကိုမဆန်းအပြောပြပါရယ်ညနေစောစောကမဆန်းတဲ့အိမ်ကြီးချင်းမိမတွေလာထွန်းတစ်ဘလူးဇာမန်တဲ့ကိစ္စထိုင်ပြောနေကြတော့မိမတယောက်ဘိုင်းကနေဆိုပြီးလဲကြသွားတာပါချိန်မချိုးသူဟာချိုးနှာနဲ့သူဟာနဲ့ရက်ခတ်သူဟာရက်ခတ်လုံးမှာပြန်တရီရလာပါရယ်ဒါပေမဲ့လည်းအဲ့ဒီမိမကြီးရဲ့အကြည့်တွေကတမျိုးကြီးပါအတန်လည်းတေးသေးစွစွနဲ့ပင်ကိုအတန်မဟုတ်တော့ပါဘူးငါတို့နေတဲ့တစ်ပင်ကိုခုံမလဲဖို့ငါယောက်ျားအမျိုးမျိုးတောင်းမှန်တယ်။အေးတောင်းမှန်နေတဲ့ကြာအတင်းခုတ်လို့ငါယောက်ျားကိုပါခုတ်မိသွားတယ်။ငါယောက်ျားအသေးစိုးနဲ့တည်သလိုမျိုးနေလဲအသေးစိုးနဲ့တည်ရမယ်ဟဲ့။ အဲ့လိုမျိုးကျုံသွားတယ်တဲ့တော်မူဝင်ကိုခုတ်လိုက်တာမူဝင်မှာနေတဲ့ကြက်တွေကိုထိခိုက်သွားတယ်တူတယ်အဲ့ဒါကြောင့်တော့လည်းဘေးပြေအောင်လှုပ်တာနဲ့တူတယ်လာထွန်းတယောက်ကငိုင်ကြသွားခဲ့ပါတယ်ညာသူမက်ခဲ့တဲ့အိမ်မက်ဆိုအိမ်နီးချင်းမိမကိုကြက်ဝင်ပူးတယ်ဆိုတဲ့ကိစ္စအမှန်တကယ်လားတိုက်ဆိုင်မို့လားသူမျိုးမျိုးစဉ်းစားပေမဲ့ဝေခွဲလို့မရပါဘူး နောက်ဆုံးကြတော့ကြက်ကုံးမြေဆိုတာကိုမယုံကြည်ထားကျင်းနောင်ကုန်းကိုအလေးနဲ့မှထားတဲ့စိတ်တွေကပဲသူ့ကိုအနိုင်ယူသွားပါတယ်အိမ်မက်ထဲကမိမကြီးရဲ့ကျင်းစာတွေကကျင်းနောင်ကုန်းကကျင်းစာဖြစ်ခဲ့ရင်တောင်မှအသက်နဲ့အဝေးကြီးဆိုပြီးသူကတွေးနေလိုက်ပါတယ်အဲဒါကြောင့်လဲတော်ကျွေးရအောင်ဆိုတဲ့မဆန်းရဲ့စကားကိုခါခါတီးတီးညင်းလိုက်ပါတယ်တော်ကျွေးမဲ့ကြက်ဖို့ကြက်မောင်ငါချက်ကျွေးတော်ရဲ့လဲငါ့ကိုပဲတိုက်သူတို့ဘလို့ပဲလှုပ်လို့ဒီဒဏ်လောက်နေတော့ငါမသိနိုင်ဘူးအဲ့လိုမျိုးပြောလာခဲ့ပါတယ်လာထုံးကလဲအသက်သိပ်ပြင်းလာပါတယ်တခါတော့ကလဲမြမကျင်းနေနိုင်ငံသားကို export လုပ်ကြပါတယ်ပကိုးယိုးမနဲ့နေတဲ့ကညွတ်ကွင်းကိုကျင်းဝဲ တိုင်းနဲ့ရောက်လာပါတယ်ဈေးကောင်းပေးပြီးတော့ကိုကြိမ်နေဝဲတာပါလာထွန်းတယောက်လည်းကြိမ်ခုတ်ဖို့အပေါင်းဖော်တွေနဲ့တောင်မော်ကိုတက်ခဲ့ပါတယ်ကြိမ်ဆိုတာကတောင်ကပန်းနေမှာပဲအပေါက်ရောက်များပါတယ်တောင်မြင့်လေးကျောင်းနဲ့လေးကြိမ်ကောင်းရလေးပါပဲလာထွန်းကတုံးတိုက်တိုက်ကြားကက်ကက်ဆိုတဲ့လူစားမျိုးပါတောင်ဘလောက်မြင့်မြင့်ကျောင်းဘလောက်နက်နက်တက်ပါတယ်စင်းပါတယ်ကူးပါတယ် ယောက်ျားဆိုတာလှုပ်ဆရာရှိတာကိုရဲရဲဝံ့ဝံ့လှုပ်ရတယ်ကွာအန်နီယောကိုတွေးပြီးတော့ကြောက်နေဖို့မလိုအဲ့လိုမျိုးသူ့ရဲ့စိတ်ထဲမှာခံယူထားပါတယ်ဒါကြောင့်လဲသူတောင်ပေါ်ကပြုတ်ကျခဲ့တာဖြစ်ပါလိမ့်မယ်တရက်မှာတော့တောင်ထိပ်ကနေကြောက်သေးဆင်းသွားတဲ့ကြိမ်တွေကိုဖြတ်ရမှာနှမျောတာနဲ့ပဲအဆဆုံးရအောင်ကြောက်သေးတီဆင်းသွားလိုက်ပါတယ်အဲ့ဒီမှာပဲခြေချော်ပြီးတော့ပြုတ်ကျသွားတာပါရုပ်ရှင်ထဲမှာ slow motion နဲ့ပြနေတယ်လို့မျိုးလာထုံးကတောင်ပေါ်ကနေပြုတ်ကျလာတာကိုမြင်နေကြရပါတယ်ဇောက်ထုံးမုံမျောဒလိန်ကောက်ကိုပြုတ်ကျနေရပါအားလုံးကလည်းတွားပြီးလာထုံးကတော့အယူအသားတောင်ရှာရတော့မှာမဟုတ်ဘူးဆိုပြီးထင်မိကြပါတယ်အဲ့ဒါနဲ့ ဲ့ပဲပြေးပြီးတော့တွတ်ကြည့်ကြရပါတယ်ဟိုးတောင်အောက်ကိုရောက်တော့လာထွန်းကဖုတ်ဖက်ခါပြီးတော့ထလာခဲ့ပါတယ်တော်ပါသေးတယ်ဘာမှမဖြစ်ဘူးဆိုပြီးတော့သူကပြောနေပါသေးတယ်တောင်မွားကြကြချင်းသေးသူသေးတာနဲ့မကောင်းဆိုးဝါးဖုတ်ကတန်းဝင်အဲ့လိုဖုတ်ဝင်ပြီးတော့ထလာလာလို့တောင်သူနဲ့အတူသွားတဲ့သူတွေကထင်ကြပါတယ်ပြီးတော့ကျိန်ဆူးချစ်တာလားတင်းငုတ်ထိုးမိတာလားမသိပါဘူးကြောပြင်မှာလည်းတထွာလောက်ကွဲပြဲနေတဲ့ဒံရကြီးနှစ်ခုကသွေးတွေရွှဲနေပါတယ် အစီရဲသားတွေအောက်မှာအယိုးတော်မြင်နေရပါတယ်အဲ့ဒါကိုပဲငါဘာမှမဖြစ်ဘူးဆိုပြီးပြောနေပါသေးတယ်သူ့နေရာမှာတခြားလူသားဆိုရင်တော့တောင်မွားပြုတ်ကြလို့မသေးတော့ဆောင်ပခက်နဲ့ထမ်းပြီးမြို့ပြန်သေးရမှာပါလာထုံးတယောက်ကတော့ဒံယာကိုလည်းအမှုမထားပါဘူးသူ့ကျင့်စီသူ့ထမ်းပြီးတော့ကညွက်ကွင်းအရောက်လမ်းလျှောက်ပြီးတော့ပြန်လာခဲ့ပါတယ်သူကအဲ့ဒီလူကိုပေတင်နေတဲ့လူပါ ခံနိုင်ရရှိတဲ့လူပါအသက်ပြင်းတယ်လို့ဆိုရမှာပါနောက်တစ်ချိန်ကျတော့လေတကယ်သေပေါက်ပါပဲဘကိုးယိုးမပေါ်မှာတစ်ခုတ်ရင်းနဲ့တစ်ပင်ကြီးကလဲပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ပေါ်ပိတာပါအရှောင်ကောင်းလို့ခေါင်းကိုပဲအပြားခတ်သွားမိပါတယ်ဦးကောင်းကိုအပ်သွားခဲ့ပါတယ်အုံနောက်ထဲကိုလည်းတွေးရောက်သွားလို့ရန်ကုန်စေးရုံမှာအကြီးစားခွဲစိတ်မှုတောင်လောက်ရပါတယ်ကညကွင်းစေးရုံကမနိုင်လို့ဖြူးစေးရုံကိုလွှဲတယ်ဖြူးကနေတောင်ကိုလွှဲတယ်တောင်ကိုကနေထပ်ပြီးတော့ရန်ကုန်စေးရုံကိုလွှဲပြန်ပါတယ်တတိမိနေတာလဲနှစ်ရက်သုံးရက်လူတိုင်းကလာထွန်းတေမာလို့ပဲထင်ကြပါတယ် လာထွန်းချင်းတွေကလည်းစိုးတဲ့ရက်ကိုစိုးလာခဲ့ပါတယ်။နေ့တည်မလားညတည်မလားတွေးပြီးတော့စောင့်နေကြရပါတယ်။ ဒီလိုနဲ့ပဲရက်20ကျော်ကျော်လောက်ကြာမှာတော့လာထုံးကကညုတ်ကွင်းကိုပြန်ရောက်လာခဲ့ပါတယ်။ခေါင်းကဒဏ်ရာကလည်းလုံးဝပျောက်ကင်းသွားခဲ့ပါပြီ။သူ့ရဲ့အလောင်းကိုဘယ်နှစ်ပြန်တယ်လာမလဲဆိုပြီးနေ့စဉ်နေ့တိုင်းတွေးနေတဲ့ရက်ွက်တွေကလူတွေအားလုံးလည်းအားအသင့်ကုန်ကြပါတယ်။သူ့ကိုလည်းဖိုးသက်ပြင်ပွဲပေးလိုက်ကြပါတယ်။အဲလိုနဲ့ပဲကျင်းသေးပေါက်တင်မဲ့ဘေးဆိုးတွေကလည်းလွတ်လာတဲ့လာထုံးမှာအခုလည်းပေါင်ကိုထုတ်ချင်းပေါက်တစ်ပလူးစမှန်ပြီးတော့ကျင်းတော်ကောင်ကမကောင်းဆိုးပါးကောင်ဘလို့ပြောပြောလာထုံးကဂယုမဆိုင်ပါဘူး။သူ့ကိုဘလောက်တေးအောင်တတ်ရှင်တတ်ရှင်လာထုံးကတော့တေးမှာမဟုတ်ပါဘူး။အားလုံးကဒီလိုပဲယုံကြည်ခဲ့ကြပါတယ်။သူတို့ယုံကြည်တဲ့အတိုင်းပဲလာထုံးကပေါ ါဝတ်တန်ရာကလည်းတဖြည်းဖြည်းတက်တာလာခဲ့ပါတယ်။နှစ်ပတ်လောက်ကြာတဲ့အခါမှာတော့လထုံးက6000ထောင်ထောင်နိုင်လာပါတယ်။ အဲဒါကြောင့်ပဲဆေးရုံကနေဆင်းလာခဲ့ပါတယ်အနာကတော့ရှင်းရှင်းမပြောက်သေးပါဘူးဒီလိုအနာပြောက်ဖို့ခဲရင်နေတာယောဂတာရှင်နေတာကြီးနောင်ကောင်ကကြက်တွေမတောင်းမှန်လို့ပဲဖြစ်မယ်လာထုံးမိမမတ်ဆန်အဲ့လိုပဲတွေးနေပါတယ်အဲဒါကြောင့်ကြီးနောင်ကောင်ကအကျွေးမွေးနဲ့တောင်းမှန်မှုလာထုံးကိုပြောလာပါတယ်ဒီတခါတော့လာထုံးကခွင့်ပြုလိုက်ပါတယ်ငါတော့မတောင်းမှန်ဝေးနင်တောင်းမှန်ခြင်းလဲတောင်းမှန်အဲ့လိုမျိုးမဆန်းကိုပြောပါတယ်။ဘာပဲဖြစ်ဖြစ်ဒီလောက်ခွင့်ပြုရင်မဆိုးပါဘူး။မဆန်းတယောက်လည်းကြက်ဖို့နဲ့ကြက်မအမြန်ရှာပါတယ်။ချဲ့ရက်တလုံးကိုဝဲပါတယ်။ ထမင်းဟင်းချက်ပါတယ်ပြီးတာနဲ့ပဲတောင်းထဲမှာငပြောရွက်ကိုဖုံးပြီးတော့ဥမောင်းတင်လက်ကိုအပ်လိုက်ပါတယ် ဥမောင်တင်းဆိုတာကကျင်းတော်ကုန်းနဲ့ပတ်သက်ပြီးတော့တည်ကျွမ်းနားလဲတဲ့သူပါ။ကြက်တွေနာနာဘာဝတွေကိုပူဇော်တဲ့အခါမှာတောင်းမှန်တိုးရှိုးတဲ့အခါမှာဥမောင်တင်းကိုအားထားကြရပါတယ်။သူ့အတွက်တောက်ဖို့စားဖို့နည်းနည်းပါးပါးပေးရင်ရပါတယ်။ဥမောင်တင်းဟာကြက်တွေကိုကြွေဖို့ထမင်းဟင်းတွေထည့်ထားတဲ့တောင်းကိုထမ်းပြီးတော့ကျင်းတော်ကုန်းမှတ်ကိုထွက်သွားခဲ့ပါတယ်။အဲဒီတော့မှပဲမဆန်းဟာလည်းတက်ပြင်းကိုဟင်းကနေချပြီးတော့စိတ်ပြောင်းလက်ပြောင်းနဲ့ရှီသွားခဲ့ပါတော့တယ်။တော်ကျွေးမဲ့တောင်းကိုထမ်းပြီးတော့ဥမောင်တင်းသွားပါတယ်။ခါးမာကလည်းဓမ္မတချောင်းထိုးထားပါတယ်။ ဓမ္မကတော်ကျွေးမဲ့နေရာကမြက်ပင်ပေါင်းမင်တွေကိုရှင်းဖို့ပါ။ဦးမောင်တင်ကရွာလေလမ်းမကြီးကနေအနောက်ဘက်လမ်းသွယ်လေးတစ်ခုတည်းကိုချိုးကွေ့ဝင်လိုက်ပါတယ်။အဲဒီကမှကဒင်းရိုးတွေတိုင်းကျင်းနောင်ကုန်းဘက်ကိုသွားပါတယ်။ ဦးမောင်တင်ဟာတောင်းတလုံးထံဓမ္မတချောင်းခါးကြထိုးသွားတာမြင်ရင်တောကျွေးမယ်ဆိုတာအားလုံးကသိကြပါဗါတယ်တောကျွေးရင်အနည်းဆုံးစံတပြည့်ချက်ကြက်ဖို့ကြက်မ90သား2កောင်နဲ့အရက်တွေပါရပါတယ်တောကျွေးတာကနေနည်းနည်းပပပို့တာတွေကိုတော့လာတဲ့သူတိုင်းကစားလို့ရပါတယ်အဲဒါကြောင့်ဦးမောင်တင်သွားတဲ့နောက်ကလူ၄၅ယောက်လောက်တန်းစီပြီးတော့လိုက်သွားကြပါတယ်ထုံးစံကတော့ဦးမောင်တင်ဟာဖြစ်ဖြစ်တခြားတစ်ယောက်ကပဲဖြစ်ဖြစ်လာလိုက်ခဲ့ကြဆိုပြီးတော့ခေါ်ခွင့်မရှိပါဘူးတိတဲ့သူစားကျင်တဲ့သူကတိတ်တိတ်လေးနောက်ကနေလိုက်ခဲ့ပါပဲဦးမောင်တင်ဟာလာထုံးမဟုတ်ဘင်ခုတ်တဲ့လေကွင်းထဲမှာတောစာကျွေးဖို့အတွက်ပြင်ဆင်ပါတယ်ပါလာတဲ့ဓမ္မနဲ့နေရာ ထိုင်ခင်းကိုရှင်းလိုက်ပါတယ်။ကျင်းငယ်6ကျင်းသကောဝိုင်းမုံတူးလိုက်ပါတယ်။အလဲတဲ့တဲ့ကိုကျင်းတချင်းတူးထားပါတယ်။ကျင်း9ကျင်းပေါ်မှာငပြောဘက်တွေခင်းလိုက်ပါတယ်။ငပြောဘက်တွေပေါ်မှာတော့ထမင်းနေဟင်းနေပုံရပါတယ်။ဟင်းပုံလို့ရှိရင်လည်းအလဲကျင်းကအထွတ်မြတ်ဖြစ်တဲ့အတွက်အသေးအမြင့်ဟင်းတွေပဲထည့်ရပါတယ်။ကြက်မွေးတွေခြေသေးတွေနဲ့ကလီစာတွေထည့်ထားတဲ့အစိမ်းတို့ကိုတော့ကျင်းနေရဲ့ဘေးမှာခြာပေးထားရပါတယ်။ပြီးတာနဲ့ပဲအရက်ပလင်းကိုဖွင့်ပြီးတော့ထောင်ထားပေးပြီးတော့ကျင်းမောင်းလေးကိုတနောင်နောင်မြေအောင်တီးပြီးကျင်းနောင်ကုန်းမှာနေထိုင်ကြတဲ့နန္နာဘွားတွေအားလုံးကိုလာပြီးစားသောက်ဖို့အတွက်ဖိတ်ခေါ်ရပါတယ်။ အဲ့ဒီအချိန်မှာပဲဥမောင်တင်ကမထင်မှတ်ထားတဲ့အရာတခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကတော့တောစာကျွေးတဲ့နေရာကိုလာထွန်းရောက်လာခြင်းဖြစ်ပါတယ်။ဒီလိုဖြစ်ရင်မကောင်းပါဘူး။ကာယကံရှင်ကိုယ်တိုင်းတောစာကျွေးတဲ့နေရာကိုမလိုက်ရပါဘူး။ဒါဟာရက်တလိရွာတလိပါပဲ။ဒီတလိထုံးစံတွေကိုဖျက်ရင်တော့ဘေးရဲ့နေရာတခုခုဖြစ်တတ်တယ်လို့လည်းအစွဲရှိကြပါတယ်။လာထွန်းဘာကြောင့်လိုက်လာရတာလဲဥမောင်တင်သိပါတယ်။နာနာဘာဝတွေကြက်တွေကိုလာထွန်းကအယုံကြည်မရှိလို့ပါပဲ။ကာယကံရှင်မလိုက်ရတဲ့နေရာကိုလာထွန်းလိုက်လာတာနဲ့စီးကတော့ပေါက်သွားခဲ့ပါပြီ။ဘာမှမတတ်နိုင်တော့ပါဘူး။ဒီကြားထဲမှာအလေကျင်းမှပုံထားတဲ့ကြက်သေးမြစ်တွေကသူ့လိုလိုမြေကြီးပေါ်ကိုရောက် ောင်းလိန်သွားခဲ့ပါတယ်။ဘသူကမှမထိပါပဲအရက်ပလင်းတွေကလည်းလဲကျသွားခဲ့ပါတယ်။ဒါတွေကမကောင်းတဲ့အတိတ်နှမိတ်တွေဆိုတာဥမ္မောင်တင်ရောကျန်တဲ့သူတွေရောသိလိုက်ကြပါတယ်။ ဒါဟာကျွေးမွေးတာကိုမစားဘူးတောင်းမန်တာကိုမကြည့်ဘူးဆိုတဲ့သဘောပါပဲဥမောင်တင်ကလာထွန်းတို့အရင်စိတ်ပူသွားခဲ့ပါတယ်ဒါပေမဲ့လည်းလာထွန်းကတော့ဘာဆွဲမှမရှိပါဘူးကြောက်လည်းမကြောက်ပါဘူးထမင်းနေဟင်းနေရပူနေလို့မင်းတို့ကြက်တွေစားနိုင်မှာမဟုတ်ဘူးငါပဲစားလိုက်တော့မယ်ဆိုပြီးပြောလိုက်ပါတယ်ပြီးတော့တောစာကျွေးနေတဲ့ထမင်းနေဟင်းတွေကိုပါယူပြီးတော့စားလိုက်ပြန်ပါတယ်အမိုင်မဲလေးမှုခွင့်လို့ပါဘေးရန်တွေကမကြရအောင်လို့ဆောက်ရှောက်ကာကွယ်ပေးပါအဲဒီလိုတဖွားဖွားယွတ်နေရင်လည်းဒဒွတ်တို့ဆူတောင်းရင်လည်းလေးလံတဲ့စိတ်တွေနဲ့ဥမောင်တင်ကရွာထဲကိုပြန်ဝင်ခဲ့ပါတော့တယ်အရင်ညမှာတော့လာထွန်းတယောက်ကအိမ်မက်ဆိုးတွေထပ်မက်ပြန်ပါတယ်ထုံးစံအတိုင်းဇ ဇပင်ဖားရချတာတဲ့ရုပ်ပြက်ဆင်းပြက်မျက်နှာကြီးနဲ့မိမကြီးကမေးဝင်းဝင်းတောက်နေတဲ့မျက်လုံးနဲ့သူ့ကိုလက်ညှိုးငေါငေါထိုးပြီးတော့ဆဲဆူနေပါတယ်။တေချင်းစိုးနဲ့သေပါစေ။ပြင်းထန်လာတဲ့အမုန်းကျိန်စာတွေကိုလည်းတဒွတ်တွရွတ်ဆူကျိန်ဆဲနေပါတယ်။လာထုံးကကြောက်လန့်တကြားနဲ့အိယာကနေနိုးသွားခဲ့ပါပြီ။ ၆ချားထိတ်လန့်နေတဲ့မူမမန်တဲ့အကြည့်တွေနဲ့အိတ်ခမ်းတွေကိုကြည့်လိုက်မိပါတယ်။သူ့ရဲ့နဘေးမှာအိမ်မောကျနေတဲ့မက်ဆန်းကလွဲပြီးတော့ဘယ်သူမှရှိမနေပါဘူး။ညကကြောက်စရာကောင်းအောင်ကိုတိတ်ဆိတ်လွန်းနေတယ်လို့သူခံစားလိုက်ရပါတယ်။အိမ်မက်ထဲကအမုန်းကျိန်စာတွေနဲ့မိမကြီးကိုပြက်မြင်အောင်ပြီးတော့သူ့တကူလုံးကအေးဆက်သွားခဲ့ပါတယ်။ဂရင်မော်ကနေဆင်းပြီးတော့အင်ရှီကမ်းမှာထားတဲ့တောက်ရည်အိုစီကိုသူဟာထထသွားလိုက်ပါတယ်။ရေတခွက်ခတ်ပြီးတော့အငမ်းမရတောက်ချလိုက်ပါတယ်။သူ့ရဲ့စိတ်ထဲမှာခြံထဲခဏဆင်းပြီးလေငင်းခန့်ညင်တဲ့စိတ်တွေဖြစ်လာပါတယ်။သူ့ခြေထောက်တွေကလည်းလေကားထိတ်ကိုအလိုလိုရောက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲတစ်ဘလူးစမှန်ထားတဲ့ခြေတစ်ဖက်က မျက်ခနဲဖြစ်သွားခဲ့ပါတယ်။ဟန်ချက်ပြက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးရိမ့်ရိုင်သွားခဲ့ပါတယ်။တစုံတစ်ယောက်ကတွန်းချလိုက်တယ်လို့ခံစားလိုက်ရပြီးတော့လေကားတိတိတန်းဒလိန်ကောက်ကွေးနဲ့ကြာသွားခဲ့ပါတယ်။လိမ့်ကျနေတဲ့တရင်ကအချိန်ကာလတွေမှာပဲအိမ်မက်ထဲကမိမကြီးရဲ့ဒွတ်ဒွတ်ချိန်စာတိုက်တန်တွေကိုစူညံနေအောင်ကြားလာရပါတယ်။အရင်နောက်မှာတော့လေကားဆုံးအုတ်ခုံမော်ကသူ့ရိုင်ထဲမှာသူဟာငြိမ်သက်သွားခဲ့ပါပြီ။ တင်နစ်စေခြင်းတေခြင်းဆိုတာတွေကကံအကြောင်းတရားတွေပါတရဝတစုံတယောက်ပြုခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံအကြောင်းတရားတွေရဲ့အကျိုးဆက်တွေပါသူပြုခဲ့တဲ့ကံအကြောင်းတရားတိုင်းသူခံစားရစမြဲပါပဲသူ့ရဲ့ကံကိုတခြားသူတွေကဝန်ခံလို့မရပါဘူးလွဲဖယ်လို့လည်းမရပါဘူးလာထွန်းတေဆုံးသွားတဲ့နဲ့ပတ်သက်ပြီးတော့ကျင်းအောင်ကနာနာဘာဝတွေရဲ့တုံ့ပြန်ကလေးစားချေမှုဟုတ်မဟုတ်နာနာဘာဝတွေကိုတောင်းမှန်နောက်ကျသွားတာတောလွန်တာဟုတ်မဟုတ် အတိအကျသိဖို့ခက်ခဲပါလိမ့်မယ်။ဟုတ်တယ်ဆိုရင်တော့မှဒါဟာအတိတ်ကအကြောင်းတရားတစ်ခုခုနဲ့ဆက်နွယ်နေတဲ့အကျိုးတရားသာဖြစ်ပါလိမ့်မယ်။မြည်သောပင်ဆိုစီကမူရက်ွက်ထဲမှာလူများအားယနေ့တိုင်ပြောနေကြတာကတော့ကြီးနှောင်းကုန်းကကြောက်မက်ဖွယ်ကျင်းစာဆိုကြောင့်လာထုံးတည်ဆုံးသွားရတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစုံနေထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။